န်ရှင်သောဝိညာဉ်တော်ကိုဖိတ်ခေါ်ခြင်းမြတ်တာခမဲတော်တားတော်တန်ရှင်သောဝိညာဉ်တော်ဤနာမတော်မြတ်နှင့်အာမင်အိုတန်ရှင်သောဝိညာဉ်တော်မြတ်ဖျားကြွလာတော်မူပါဘာသာသူအပေါင်းတို့ဤစိတ်နှလုံးကိုပြည့်ဝစေတော်မူ၍ချစ်လေးမြတ်ခြင်းမိရှံဖြစ်လေထွန်းတောက်စေတော်မူပါဝိညာဉ်တော်မြတ်ကိုစေလွတ်သဖြင့်ဘာသာသူတို့ဤဝိညာဉ်တို့သည်တန်ရှင်ဖြူစင်ခြင်းတို့ရောက်ပါလိမ့်မည် မြင်မျက်နာပြင်သည်လည်းအသက်ပြုပြင်ခြင်းတို့ရောက်ပါလိမ့်မည်ဆုတောင်းကြစို့တန်ရှင်သောဝိညာဉ်တော်ဤအလင်းကျေးဇူးတော်အားဖြင့်ဘာသာတူအပေါင်းတို့ကိုတွင်တင်တော်မူပေသောအိုမြတ်စွာဘုရားသခင်၎င်းဝိညာဉ်တော်အားဖြင့်ဖြောင့်မှန်ရာကိုနှစ်သက်၍တာယာချင်းကိုခံစားအံ့သောငါကျွန်ုပ်တို့ဤသခင်ယေရှုကုသိုလ်တော်ကျိုးဆက်ကို ထောက်တော်မူ၍ကျွန်ုပ်တို့အားကယ်မတနာတော်မူပါ။ အာမင်တန်ရှင်သောဝိညာဉ်တော်ပွဲအတွက်နိုဗီနာဒုတိယနေ့နားလည်တတ်ခြင်းပေးပိုင်ရှင်ဝိညာဉ်တော်မြတ်ဖျားကြွလာတော်မူပါကောင်းကင်ဘုံဝင်စံပယ်တော်မူသောအိုအဘခမဲတော်ဖျားကိုရောဤချစ်ချင်းမြတ်တာဂယုဏတော်နှင့်ကောင်းမြတ်ခြင်းတရားအတိုင်းကျွန်ုပ်တို့အားကိုရောဤတန်ရှင်သောဝိညာဉ်တော်ကိုပေးတော်မူပါ ဝိညာဉ်တော်ဖရာဤမလွဲမသွေကူညီမှုဖြင့်ကျွန်ုပ်တို့သည် ကိုတော်ဤတရားနီလမ်းများကိုလည်းနားလေသဘောပေါက်၍ကိုတော်ဤမြင့်မြတ်သောရွက်ချက်များကိုလည်းသိမြင်ပါလိမ့်မည်။ကိုညီမဆမှုပေးနိုင်သောအရှင် ကိုတော်ဤတန်ရှင်သောဝိညာဉ်တော်သည် ကျွန်ုပ်တို့အားအရာခတ်သိမ်းကိုတွင်တင်ပေးလျက်သခင်ခရစ်တော်တင်ပြခဲ့သမျှအရာအလုံး ပြန်လည်တတိယစီတော်မူပါမည်အကြောင်းသခင်ယေရှု၏နာမတော်ဖြင့်တောင်းရှပ်အပ်ပါသည်ဖျာအာမင်တန်ရှင်သောဝိညာဉ်တော်ကြွလာတော်မူသောပွဲအတွက်နိုဗီနာချစ်လှစွာသောတန်ရှင်သောဝိညာဉ်တော်အရှင်မြတ်ဖျာကျွန်ုပ်တို့ပေါ်၌ကိုရထားရှိသောနှင့်ဆိုင်သည့်ပုဂ္ဂိုလ်ရိမ့်မြတ်တော်ကိုယုံကြည်အားကိုးလျက် ကိုတော်အလိုရှိပါကကျွန်ုပ်တောင်းခံရာကို ပေးသနာတော်မူပါယံအီနိုဗီနာတွင် ကျွန်ုပ်ဆုတောင်းပါသည်ဖျားဤဝိညာဉ်တော်မြတ်အရှင်ကျွန်ုပ်အားဘဝခရီးလမ်းဆုံးကိုသိရှိနားလည်ရန်တွင်တင်တော်မူပါဖျားရှင်ကို ကြောက်ရွံ့ယူတည်ရန် ဆောင်မတော်မူပါစိမံသောနောင်ဒတံဝေကစိတ်နှင့်စိတ်ရှိတိခန့်ချင်းရှိရန် ဆောင်မတော်မူပါ ကျွန်ုပ်အားအဖြစ်သေးသို့မကြောက်ပါစေနှင့်ကျွန်ုပ်အားယုံကြည်ခြင်းမျှော်လင့်ခြင်းချစ်ချင်းမေတ္တာစိတ်တိုးပွားစေတော်မူပါကျွန်ုပ်ဤစိတ်ဝိညာဉ်အတွင်း၌ကျွန်ုပ်ဤဘဝအခြေအနေနှင့်စီလျော်တင့်မြတ်သော ပါရမီများဖြစ်စေတော်မူပါကျွန်ုပ်အားသခင်ယေရှု၏တစ္ဆာရှိသောနောက်လိုက်တစ်ပည့်ဖြစ်စေတော်မူပါအသင်းတော်ကိုနာခံသောသားသမီးဖြစ်စေတော်မူပါ ပညတ်တော်များကိုစောင့်ထင်းရန်ဆက်ကရမန်တုမင်္ဂလာများကိုထိုက်တန်စွာခံယူနိုင်ရန် အစွမ်းထက်သောကျေးဇူးကိုလုံလုံလောက်လောက်ပေးတော်မူပါကျင့်ဝတ်တရားဆိုင်ရာ ပါရမီ၄ပါးကိုတော်ဤစုကျေးဇူးတော်9ပါးအတိအပွင့်ကျေးဇူးတော်12ပါးကိုပေးတော်မူပါကိုယ်တော်ရှင်ဖျားခေါ်တော်မူသောတပည့်တော်ဤဘဝအခြေအနေ၌ ပြေဝဆုံလင်မှုဖြစ်စေတော်မူ၍တာယာသောတေချင်းဖြင့်သာဝရအသက်သို့ပို့ဆောင်တော်မူပါမည်အကြောင်းသခင်ခရစ်တော်ဤနာမတော်အားဖြင့်တောင်းလျှောက်ပါသည်အရှင်မြတ်ဖေဟာအာမင်တန်ရှင်သောဝိညာဉ်တော်ပွဲနဗီနာဤကုန်းချုပ်နေစဉ်ပတ္ထနာကျွန်ုပ်တို့ဤအဘခမဲတော်ဖေဟာကဘာပေါ်သို့ကိုရောဤတန်ရှင်သောဝိညာဉ်တော်မြတ်ဤ ဆုကျေးဇူးတော်များကိုသွန်လောင်းချပေးတော်မူပါ။အေဝံဂေလိတရားတော်ကိုစတင်သွန်သင်ရန်အလို့ငါကိုတော်သည်ကိုတော်၏အသင်းတော်ပေါ်သို့ဝိညာဉ်တော်မြတ်ကိုဆေလွှတ်တော်မူခဲ့ပေ၏။ယုံကြည်သူအပေါင်းတို့၏စိတ်နှလုံးများအားဖြင့်ဝိညာဉ်တော်မြတ်သည်ကမ္ဘာလောကထဲ၌ယခုဆက်လက်လှုပ်ဆောင်စေတော်မူပါမည်အကြောင်းကျွန်ုပ်တို့၏အရှင် သခင်ခရစ်တော်အားဖြင့်တောင်းလျှောက်ကြပါသည်ဖျား။ ်အာမင်ဒီနိုဗီနာမှာပါဝင်ဆုတောင်းကြတဲ့ညီကိုမောင်နှမများနဲ့မြမပြည်ကြီးတစ်ခုလုံးအေးချမ်းသာယာခြင်းကို ရောက်ပါစေအာမင်